ဧရီနီယံမာယာမျိုးပင်လေးပါရှင်အပွင့်လေးတွေကဒီတပွင့်နဲ့နဲ့ကိုပဲသူကနေစပွင့်ငါစားရတော့ပျော့လေးပျော့ပျော့လေးဒီလိုရောင်လေးအဲတပြေးပြေးတပြေးပြေးတပြေးပြေးနဲ့ဒီဘက်ကရောင်လေးလို့ဖြစ်လာမယ်အဲပြီးရင်ဒါနေရောင်များပြေးဝါရရလူလေးပြောင်းသွားတာပါသူ့ကိုသုံးရောင်ပြောင်းတော့အတွက် သူ့မာယာမျိုးလို့ခေါ်ပါရှင်နှင်းစီပွင့်လေးလို့ပါပဲအပွင့်လေးကလှပါတယ်ရှင် ။ဒီပင်လို့ပဲပွင့်နေတာပါရှင်။အဲဒီမှာတော့ကြည့်ပါဦး။အဲဒီမှာဆိုရင်မိုးမနစ်ညတော့ရွာထားတာဖြစ်တဲ့အတွက်သူကမိုးရေထိသွားတဲ့အခါမှာနည်းလေးအလိုမျိုးပေါ့နော်အရွက်ကလေးတွေကဟိုမဲသမဲနားသက်ကလေးတွေမဲသွားတာပါ။ပွင့်လာလဲကြာနေတော့ဒီလိုမျိုးလေးဖြစ်တာပါရှင်။အဲဒီမှာဆိုရင်ထွက်ခါကြပွင့်လေးပါ အဲဒါလေးကတော့သူ့ရဲ့ထွက်ခွာတာလေးပါနေရာကိုတွေ့တဲ့အခါမှာအရင်ကရှိနေလာခြင်းဖြစ်ပါလေရှင်ခိုင်းနိုင်စီကိုပွင့်နေတာပါရှင်ခိုင်းနိုင်စီကိုပွင့်နေတာဒီဟာလေးကကြတော့ဟာကျမတို့ပွင့်တာကအရင်ကအဲ့အရင်လေးကကြတော့ဖြပြော်လေးဒီအရင်လေးကလည်းအရောင်တမျိုးကျုပ်နှစ်အောင်လေးတို့ပဲတဖြည်းဖြည်းနဲ့ဒီလိုမျိုးလေးတွေအရောင်လေးရှင်းသွားတာပါ ရင်သားတာပါရှင်အဲဒီလိုမျိုးညာရုပ်ပွနေတာပါရှင်ညာရင်ဒီဘက်ကကျွန်မအဖူးလေးတွေကိုပြတ်တာခဲ့ပါသေးတယ်ခုကပွနေနေချင်ပါခိုင်းတိုင်းစီကိုပွနေတာပါရှင်ဒီပွင့်လေးဆိုရင်သူကပွင့်တာကြာသွားပြီကြာသွားတဲ့အနေနဲ့အဲ့လိုအရာလေးကရှင်းပြီးရဲလာတာပါဒါလေးကကြာတော့ပွင့်တော့မလို့ အာယူနေတဲ့အငုံလေးပါအဲ့အငုံလေးကနေတော့ဘီဘီဘီနေရာကိုထိရအခါမှာဒီလိုမျိုးအရာရင်းလေးဖြစ်သွားတာပါရှင်ဒါကတော့နောက်တစ်ပြင်ပါရှင်ဒီလိုမျိုးအဖိုးလေးဖြူနေပါပြီခိုင်းနေဘူးခိုင်းနေရအပွင့်နေနဲ့အပွင့်နေနဲ့လေးပြီးတော့ကျိုးနဲ့တုတ်တာနှမဆုခိုင်းကြီးတဲ့တအားကိုစောင်းသွားအားကြကျိုးနဲ့ချီထားတဲ့ဆင်းရောင်နေရာပါရှင် အဲဒီမှာလဲဒါလဲကုလားလိုပါပဲအပွင့်လေးပါသူ့ဘေးနားလေးကဖူးလေးတွေနဲ့ပါရှင်အဲဖူးလေးတွေရတယ်တခိုင်းတခိုင်းကဖူးက၄၅ဖူးဖူးတာပါတချို့ဆို9ဖူး10ဖူးတွေကိုဖူးပါတယ်အဲ့လိုဖူးတွေနဲ့ပေါ့နော်သူကတပြေးပြေးနဲ့ပွင့်လာတာပါခဏခဏပွင့်ပါလေအနှစ်ပတ်လုံးပွင့်ပါတယ်သူတို့ကဒီလိုမျိုးပါဒီပင်လေးကတော့ဖူးတော့မယ်ဖွင့်တော့မယ်ဖူးတွေကြီးကြီးဖြစ်လာပြီ ဒီပင်လေးပွင့်လို့ရှိရင်လည်းထက်မှန်ပြီးတော့ပြတ်တက်လာအောင်မယ်ရှင်ဒီကဲကိုပဲပေါ့နော်အီရီနီအမာယာမျိုးညာဤခဏခဏပွင့်တဲ့ပင်မျိုးတွေဖြစ်ပါလေဆိုတာကိုချစ်တော်ပိတ်သက်ကြီးကိုပြတ်တက်လိုက်ရပါတယ်ရှင်ကြည့်ရှုရအပေးတယ်ဒီဥတယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ရပါရှင်